ုဘုံတို့ဇတ်တော်တစ်ခုရှိတယ်။ဂိရိတ္ထဇတ်တဲ့။အဲ့ဒီဂိရိတ္ထဇတ်မှာဟိုဘယင်မင်းမြတ်ရဲ့မင်္ဂလာမြင်းကခြေခွင်သွား။ငကိုတုံးကအကောင်းသား။နော်ခြေခွင်သွားတယ်ဘာလို့ခွင်သွားမှလဲမသိဘူး။အဲ့ဒါနဲ့ဘုရားလုံးကအဲ့ဒီတုံးကပညာရှိအမတ်ဖြစ်တယ်။အဲ့ဒါမကြီးကိုမေးတဲ့အခါကျတော့မကြီးကစုံသန်းတာပေါ့။အဲ့ကျတော့မှသိရတယ်ငကိုတုံးကမြင်းတိန်တယောက်ကနော်အခြေအနေရပြောင်းသွားတဲ့အတွက်ကြောင့်မြင်းတိန်အစ်စ် ရောက်လာတာတိတ်မကြသေးဘူးအဲ့ဒီမြင်းတိန်ကိုကြည့်လိုက်တဲ့ခါကျတော့အဲ့ဒီမြင်းတိန်ကခြေတော့ကခွင်းနေတယ်အဲ့ဒါမင်္ဂလာမြင်းကိုခေါ်သွားတိုင်းအစာကျွေးတိုင်းနော်သူကရှိရနေဆွဲဆွဲသွားတော့မြင်းကသူ့ကိုသိင်းနေတယ်ထင်းနေတာနဲ့တူပါရဲ့မြင်းကလည်းအဲ့ဒါကြာတော့ခြေခွင်းသွားရောအဲ့ဒါနဲ့ဘုရားအလောင်းကနော်ဖြောင်းဖြောင်းရောင်းရောင်းတန်တန်မတ်မတ်သွားတဲ့ပုံမှန်လူတယောက်ကိုမြင်းတိန်ပြန်ပြီးတော့ခန့်လိုက်တယ်အမကြဘူးမင်္ဂလာမြင်းရဲ့ခြေဟာပြန်ပြီးတော့တဲ့သွားတယ်ဘလို့စိတ်ဝင်စားတဲ့အကောင်းတော့ဟုတ်လားဒါမျိုးဆိုဘုရားဟောပြထားတဲ့ ဇတ်တော်တပုတ်ပေါ့နော်နောက်ဘုန်းဘုန်းတို့မဟီလာမုခဇတ်ဆိုတာလည်းရှိသေးတယ်အဲ့ဒီမှာတော့သူကဆင်ကြီးကရိုင်းသွားတာအလွန်လိမ်မာတဲ့မင်းရဲ့ဆင်ဟာမကြခင်ချိန်တွင်းမှာပဲသူကရိုင်းသွားတာဘလောက်ထိရိုင်းသွားတော့ဆိုရင် လာတဲ့လူကိုနှာမောင်းနဲ့ဆွဲရည်ပြီးတော့ကင်ပေါက်တစ်ခါလေးချောက်နဲ့နဲ့တတ်ပြစ်တာဟာနားမလည်နိုင်ကြဘူးနော်အလွန်ရင်ကြီးလိမ်မာတဲ့ဆင်ဘာလို့ဒီလိုဖြစ်တုံးဆိုအဲ့တော့လေဘုရားလုံးကပညာရှိအမတ်ဖြစ်တဲ့အခါဒီအမှုကိုသူစုံစမ်းမယ်ဆိုပြီးတော့ အဲ့ဒီဆင်းတင်းကုန်တာမှာညအချိန်မတော်သူစုံစမ်းတဲ့အခါမှာလူဆိုးတွေတခိုးတွေကအဲ့ဒီနာလာလာပြီးတော့တိုင်မင်ညဒီနေ့ဘဲကိုသွားပြီးတော့တတ်မယ်နော်ဘဇုပစ္စည်းကိုသွားယူမယ်အလွန်ကြမ်းတမ်းတဲ့ဇကားတွေနဲ့တောက်ကြစားကြတိုင်မင်ညလာအဲ့အဲ့ဒါကြောင့်အဲ့ဒီဆင်းကြီးကရိုင်းသွားတာအဲ့ဒါနဲ့ဘုရားလောင်းကအဲ့ဒီလူတွေအကုန်လုံးနောက်ပိုင်းမှာအဆောင်အချက်တွေထူထပ်သွားချပြီးတော့နော်အဲ့ဒီလူတွေမလာနိုင်အောင်လုပ်တဲ့အပြင်နောက်ထပ်သူဘာလုပ်လိုက်လဲဆိုတော့နော်စိတ်ကောင်းနှလုံးကောင်းရှိတဲ့နော် တကယ်သူတော်ကောင်းပုံကိုယ်တွေကိုနော်ပင့်ဖိတ်ပြီးတော့အဲ့ဒီနားမှာအမြဲတမ်းဆွင်တွေခိုင်းဟုတ်လားအဲ့ဒီအတန်ကိုကြားပါများတော့လည်းပဲအဲ့ဒီဆင်ကြီးကပြန်ပြီးတော့ဖြစ်သွားဆိုရင်ကြီးသွားတယ်တဲ့ဟုတ်လားဒါတိဆန်တွေရဲ့တဘာဝကိုပြောပြတာနော်ဟိုလူမိုက်ကိုပေါင်းလို့ရှိရင်လူမိုက်တဲ့ဖြစ်သွားတတ်တယ်ဆိုတာလေး ਨੇ ပတ်သက်ပြီးတော့နော်လူမပြောနဲ့ဘုံဘုံတို့တချို့ဒီစာလေးရနေတာရှိမယ် ဂွေးတော်မြင့်ရှက်စိုက်ရောဖဲ့၍တရက်ပင်မင်းတီးကြိုခင်ဤတဲ့နော်အလွန်ချိုမြင့်တဲ့တရက်ပင်တော်မှာဂွေးတော်ပင်နေနတ်တမပင်နေနဲ့ရောပြီးတော့စိုက်လိုက်တဲ့အခါမှာဘာဖြစ်သွားအောင်ဆိုခါသွားတယ်ဒါလည်းပဲဇက်တော်တွေကလာတဲ့ဇကားတစ်ခုပေါ့နော်တခါတော့ရှင်မင်းကြီးကသူကဩအလွန်ကောင်းတဲ့မျိုးတစ်မျိုးကိုသူကဟိမွန်တာအနေပြီးတော့ရလာတရက်တီးတစ်လုံးကမျောပါလာတာမြေချောင်းလျှောက် အဲ့ဒါကိုစကြည့်အလုံးကိုချိုးတဲ့အခါဒီတရေပင်ကိုစိုက်ထားဒီတရေစေးကိုစိုက်တဲ့အခါတော့အပင်ကြီးဖြစ်တယ်တီးတယ်တကယ်ကိုကောင်းတယ်အဲ့ဒါဒီမှာလူလောကမှာဒီလူအများအနေများတဲ့နေရာတွေမှာမရှိဘူးပေါ့အဲ့ဒါ तू ကတရားကိုကြွားလဲကြွားကျင်တယ်ဒါမဲ့ तू များဒီမျိုးပြန်သွားမှာကိုလည်း तू ကြောက်တယ်ဝင်တူတယ်ပေါ့နော်အဲ့ဒါနဲ့ဘယင်တွေကို तू ကပြည်တော်ချင်းချင်းလက်ဆောင်အနေနဲ့ဒီတရေတီးကိုပေးတယ်အလုံးကောင်းတယ်အံ့ဩတော့အဲ့တော့အာဒီလောက်ကောင်းတဲ့အတီးမရှိဘူးဆိုပြီးတော့ ဒီအစိကိုစိုက်တယ်စိုက်ရင်ဘယ်တော့မှအပင်ကမပေါက်ဘာလို့မပေါက်တာတော့အဲ့ဒီတေးစီလေးတဲ့ကိုအလွန်သေးတဲ့အစိတ်အက်ကလေးနဲ့တေးစီကိုအပင်မပေါက်နိုင်အတွင်းလေးကိုလှမ်းဖြက်စီးတာသူကအစိတ်နဲ့ဖြက်စီးတာအဘောအသားအန္တရာယ်မရှိဘူးနော်အဲ့တော့လည်းဒါတိုးတက်တဲ့သဘောလို့ပြောရမှာဟုတ်လား အဲ့ဘလို့မှစိုက်မရတဲ့ခါကျတော့နောက်ကြတော့ဘရင်တပားဒီဘရင်ဒီလိုညစ်ပတ်တယ်ဆိုတော့သိတယ်သိတဲ့ခါကျတော့တရားကိုဖျက်ဆီးမယ်ဆိုပြီးတော့အလွန်ကြွကျင်လိမ်မာတဲ့ပညာတတ်တယောက်ကိုအဲ့ဒီရှင်ဘရင်ရဲ့အတွင်းရေးဒီဒီဝင်ပြီးတော့ရောက်အောင်သူကထောက်လန်းရေးသဘောမျိုးပေါ့နော်လှွတ်တယ်နောက်ကြတော့အဲ့ဒီပညာရှိကဒီဥယင်ကိုနော်ကြီးမှုပြီးတော့ဟောလုပ်တဲ့ဥယင်မှုကိုသူလဲပြစ်လိုက်တယ်လဲပြစ်ပြီးတော့ဘာလုပ်လဲဆိုတော့အဲ့ဒီတေးရပင်ကိုတော့ဘာမှမလုပ်ဘူးဒါမှမဟုတ်အဲ့ဒီတေးရပင်နဲ့မလှမ်းမကန်လေးတွေမှာ ဂွေတော့ပင်စိုက်တယ်တမာပင်စိုက်တယ်ခားတဲ့အပင်တွေစိုက်တယ်အဲ့တော့အပင်ကအပြင်ဘက်မှာတော့မြေကြီးပေါ်မှာတော့တင်းနေရစီပေါ့ဒါပေမဲ့အမြင့်ချင်းကဘာဖြစ်နေလဲဆိုတော့ရှက်နေတယ်အဲ့ဒါကြာတဲ့အခါကျတော့အဲ့ဒီတဲ့အသီးကမကောင်းတော့ပျက်စီးသွားတယ်အဲ့ဒါကိုနော်မကားတွေကလင်္ကာမှာရေးတာပေါ့နော်ဂွေတော့မြေရှက်စိုက်ရော့ဖက်ရွတဲ့အပင်ပင်တီးကြိုကင်းရနော်မကောင်းတာနဲ့ပေါင်းလို့ရှိရင်မကောင်းတယ်ဆိုတဲ့သဘောလေးတွေကိုပြောပြတာဟုတ်လားအဲ့တော့ဒီနေရာမှာဖုံဖုံတို့ ဒီလူမိုက်ကိုပေါင်းလို့လူမိုက်ကိုပေါင်းလို့အကျိုးမဲ့တာတွေလူမိုက်ကိုမပေါင်းတဲ့နာတွေဒါနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်အလွန်ပြုံးစရာကောင်းတဲ့ဇတ်တော်တစ်ပုဒ်ရှိတယ်။အဲ့ဒီဇတ်တော်ကအလွန်လည်းပဲလူသိများတယ်ဒါပေမဲ့လူသိများတာကသူကဇလန်းသဘောအကြောင်းအရာလောက်ပဲအသိများတာတကယ်အဲ့ဒီဇလန်းထဲမှာပြောထားတဲ့အနှစ်သာရကိုကြတော့လူတွေရဲ့ခေါင်းထဲကိုတိတ်ပြီးတော့မရောက်ဘူးလို့ဆိုရင်လည်းပေါ့နော်အဲ့ဒီဇတ်တော်ကဘာလို့ဆိုတော့ဘုံဘုံတို့အဲတတိကုံမဇတ်ဆိုပြီးတော့ ဘုန်းတော်ငယ်ငယ်တုန်းကနော်မူလာတန်းဘယ်တန်းလဲလေတော့မမှတ်မိဘူးကြီးညီနောင်ဆိုပြီးတော့တင်ရတာရှိရလေနော်ကြီးသားလေးကျက်တူရွေးလေးနှစ်ကောင်အကြောင်းကြောက်ဘူးတယ်မဟုတ်လားမှတ်မိတယ်မဟုတ်လားဟုတ်လားအဲ့ဒါကျက်တူရွေးလေးတွေကလက်ပံတော်မှာလက်ပံပင်ကျက်တူရွေးဆိုတာလက်ပံပင်တွေမှာနေတယ်လေသူကလက်ပံသားပွားတဲ့ခါကျတော့အဲ့ဒါကိုသူကဖောက်နှုတ်သီးနဲ့ဖောက်ပြီးတော့အတိုက်ကလေးဆောက်ကြတာပေါ့နော်အဲ့ဒီလက်ပံတော်မှာကျက်တူရွေးအုပ်ကြီးအကြီးရှိတယ် ဲ့ဒါအောက်မှာလည်းပဲလေးအောက်မှာလည်းပဲတခိုးတွေစုပြီးနေကြတဲ့နော်ကြမ်းတမ်းတဲ့ရွာတရွာရှိတယ်ဟိုအထက်မှာလည်းပဲလေးအထက်မှာလည်းပဲနော်ရသေတွေအများကြီးစုပြီးတော့တရားကျင့်နေကြတဲ့နေရာလည်းချမ်းချမ်းသာသာအေးအေးချမ်းချမ်းရှိတယ်အဲ့တော့လေးဘွေတိုက်တယ်တဲ့တည့်ရက်မှာလေးဘွေဆိုတော့သူဟိုရောက်ထီရောက်ပဲနော်အဲ့ဒါတိုက်တော့အဲ့ဒီကျက်တူကြီးပေါက်ဆလေးတွေဟာတိုက်ထဲကနေလွင့်ကြပြီးတော့အဲ့ဒါတကောင်ကတခိုးတွေနေတဲ့နေရာရွာကိုသွားကြတယ် လေဝေနဲ့ဘယ်ကြားကြအောင်ဆိုလက်နဲ့တည်ကြားတဲ့သွားကြလို့သူ့ကိုတတိကုံမလို့နာမည်ပေးရတခိုးတွေကအဲ့ဒါမွေးထားတာချစ်လို့ဟုတ်လားတကောင်တော့ဘယ်ရောက်တော့ဆိုရသေတွေရဲ့အကြောင်းတွေကပတ်မိနေကြတဲ့ကြာသွားပတ်မိနေကြတဲ့ကြာတော့သူ့ကိုပုပ္ပခလို့နာမည်ပေးလိုက်တယ်ဟုတ်လားအဲ့ဒီပုပ္ပခဘုရားလောင်းဟုတ်လားအစဉ်ပြေလားဟိ Facebook ကအင်းအဲ့ကြတော့ဘုန်းတို့ကြီးလာတဲ့အခါကျတော့သူ့ရဲ့ဒီနေထိုင်ရတဲ့ပတ်ဝန်းကျင်မတူတဲ့အခါကျတော့သူ့ရဲ့အမြင်တွေကလုံးဝကိုကိုပြချမ်းသာသွား ဲ့တော့ဒီနေ့မှာအိုက်ပင်ဆာလာမင်းကြီးကနော်တော်ဝစားထွက်ရင်းနဲ့သူနဲ့ယထာဒိင်းနဲ့နှစ်ယောက်ပဲတခါတည်းအဖိုလေးနဲ့ကွဲပြီးတော့ခကြီးလွန်ပြီးတော့မျက်စိလေအဲ့ဒါဘယ်ရောက်သွားအောင်ဆိုတော့6တခုတည်းရောက်သွားတဲ့ခါမှာအဲ့မှာရေချိုးပြီးတော့တပင်းတပင်းအောက်မှာအိတ်တယ်အဲ့ဒါသခိုးတွေရွာနာမှာအဲ့ဒါအဲ့ဒါသခိုးတွေကတိတယ်ဒါရှင်ဘရင်ဆိုတာတိတဲ့ခါတော့ဘရင်ဆိုတာမတုထီရဲဘူးအန်ရရှိတယ်သူ့နောက်မှာအတိုင်းဝိုင်းအကြီးရှိတာဟုတ်အဲ့ဒါနဲ့သခိုးတွေကရှောင်နေကြတာ ရှောင်းနေတော့အဲ့ဒီရွာထဲမှာအဲ့ဒီကျစ်တူရွေးလေးနဲ့အဆောင်နဲ့နှစ်ယောက်ပဲရှိနှစ်ကောင်ဟိုကျစ်တူရွေးတစ်ကောင်နဲ့လူတစ်ယောက်ပဲရှိအဲ့ဒါဘင်းကြီးကအေးအိတ်ပြောပြီးတော့နိုးလာတဲ့အခါကျတော့အဲ့ချင်မုံဝါးလေးဖြစ်နေမှာကျစ်တူရွေးကစကားပြောတာအဲ့ဒါ तू အစကျစ်တူရွေးမှတော့မသိဘူးဘာပြောတော့ဆိုဟေးပြစ်စားလာမင်းကြီးအိတ်နေတယ်သွားပြီးတော့တက်ပြီးတော့သူ့ရဲ့လက်ဝတ်လက်စားတွေသွားယူချင်းပြီးရင်အလောင်းကိုသိရွက်တွေထဲထိုးထားလိုက်လို့ပြောဟာအဲ့ဒါ तू ကြောက်သွားတာပေါ့နော်အဲ့ဒါနဲ့ ယထာရင်ကိုမြန်မြန်နှုတ်ပြီးတော့တို့ဒီနာအန်တယ်ရှိတယ်။သွားကြစို့ဆိုပြီးတော့ယထာစီပြီးတော့အတင်းပဲထွက်သွားရတယ်။မြန်မြန်ပဲထွက်သွားရတယ်။အဲအဲ့ကျတူရအပေါ်နေလိုက်လာတယ်အပင်လျှောက်။လိုက်လာပေါ့ကြီးစန်းပြင်ဆန်လာမင်းထွက်သွားပြီ။နော်တခုတွေဘယ်သွားကြရတော့မင်းတို့ဘယ်သွားနေကြရတော့အမိလိုက်ပါလား။နော်ဘာလို့ဒီအဲမင်းကြီးကိုအလွတ်ပေးတာတော့ပေါ့အကုန်လုံးလိုက်ခိုင်းတာသူက။အော်တော်တော် အန်ဩသွားတော့နော်ဘင်းကြီးက။အော်ကျတူရလေးကဒီလိုပြောတယ်ပေါ့။အဲ့ဒါနဲ့သူသွားရင်းနဲ့ဘယ်ရောက်တော့ဆို ယသိတွေနေတဲ့နေရာရောက်သွား။ရောက်သွားတဲ့အခါကျတော့အဲ့ဒီဖះအောင်ကျက်တူရေးတွေ့တယ်။ယသိတွေကလည်းအသီးရှာပါညာသွားနေတော့မရှိဘူး။မရှိတော့အဲ့ဒါဖះအောင်ကမင်းကြီးကြွပါပေါ့။နော်ဒီမှာအေဂျင့်နဲ့ရေးလည်းရှိပါတယ်၊ချူမင်းနဲ့အသီးတွေလည်းရှိပါတယ်။ကျွန်ုပ်မှလက်မပါတဲ့အတွက်ကြောင့်မင်းကြီးကိုယ်တိုင်ပဲယူဆောင်ပြီးတော့သုံးဆောင်တော့မူပါ။ဟုတ်လား။အဲ့လိုပြောပြီးတော့ဒီနေရာအလုံးအေဂျင့်ပါတယ်။ဖိတ်မှန်တဲ့ကပြူတော့အော်အန်အိုးနေတာပေါ့နော်သူက။ အဲ့ဒါနဲ့ဘုရင်ကြီးကမနေနိုင်ဘူးစောစောတုန်းကလည်းကျစ်တူရေးတကောင်တွေ့ခဲ့တယ်သူ့ကိုတတ်ဖို့ပဲအတင်းတိုက်တွန်းပြီးတော့အမလီကျန်းထမ်းလိုက်တာကြောက်ရမနေပြေးခဲ့ရတယ်ပေါ့မင်းကြတော့လည်းပဲအလုံးကိုနှုံညံ့တိမ်မွေးဘလို့ဖြစ်တုံးဆိုတော့အဲ့ဒါသူ့ရဲ့ညီအရင်းမှာအားတဲ့နော်တမီတွေကပေါက်တယ်ညီရင်းဟုတ်လားအဲ့ဒီလက်ပံတော့လေးပွေးကြတဲ့အခါမှာ तू ကခိုးသားတွေတီရောက်ပြီးတော့ तू ကတော့နော်သူတော်ကောင်းတွေတီရောက်လို့နော်ပတ်ဝန်းကျင်မတူတဲ့အတွက်ကြောင့်နော်သူတို့ရဲ့ဘဝဖြတ်သန်းမှုမတူတဲ့အတွက်ကြောင့် ်သူတို့ရဲ့အမြင်တွေနော်သူတို့ရဲ့ဘဝတွေကလည်းပဲဖြစ်သွားတယ်ကွဲပြားသွားတယ